Hello. အားလုံးပဲမင်္ဂလာပါ။စိတ်ခံစားမှုဉာဏ်ရည် Emotional Intelligence EQ ဆိုတာပါလေ။ EQ ဆိုတာကိုယ်ခံစားချက်ကိုနားလည်ပြီးအခြားသူတွေရဲ့ခံစားချက်ကိုလည်းသိနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ဆိုဒီနေ့ဗီဒီယိုထဲမှာ self awareness self regulation empathy social skills motivation and resilience အဲ့ဒီအကြောင်းတွေကိုလွယ်လွယ်ကူကူနဲ့တစ်ချက်ချင်းစီ ရှင်းပြပေးတော့မှာ ဖြစ်ပါတယ်။အဲ့ပထမအဦးဆုံးအနေနဲ့ကတော့ self awareness self awareness ဆိုတာကကိုကိုကိုသိမြင်ခြင်းဖြစ်ပါတယ်။ကိုယ်စိတ်ခံစားချက်ကို သိရှိခြင်းရဲ့အရေးပါမှုပထမအဦးဆုံးအနေနဲ့ဆိုရင် သင်ပါကိုခံစားနေရလေပါကြောင့်ဒီလိုခံစားရလေအလေးချင်နည်းလေးကိုပြောပြပေးမယ်ပေါ့နော်ကိုကိုကိုမေးကိုမေးလို့ရပါတယ်ကိုကိုကိစ္စတခုခုဖြစ်တဲ့အခါမှာဒီအချိန်မှာငါဘာခံစားနေရလဲ ဒါမှမဟုတ်ကိုချရေးပါနေ့စဉ်ခန်းစားချက်တွေကိုရေးထားပါနောက်ပြီးတော့ feedback ယူရဲ feedback ယူရဲဆိုတာကငါ့ကိုအခြားသူတွေငါဒီလိုဖြေရှင်းလိုက်တဲ့အခါမှာသူတို့ဘယ်လိုမြင်လဲဘယ်လိုမြင်နိုင်လေးရှိလဲအဥပမာအဖြစ်ပြောရမယ်ဆိုရင်လုပ်ငန်းခွင်ထဲမှာကိုစိတ်ဆိုးနေတဲ့အခါမှာကိုဘာကြောင့်စိတ်ဆိုးရတာလဲ ကိုယ့်အကိုကိုစိတ်ဆိုးတာလားဒါမှမဟုတ်အခြားသူတရားကိုကိုပြုလုပ်လိုက်တဲ့အရာကိုကိုစိတ်ဆိုးတာလားအဲ့ဘဲချက်ကစိတ်ဆိုးသွားစေတာလေအဲ့ဒီအရာကိုကိုကကိုယ့်ရဲ့ခံစားချက်ကိုကိုပြန်ပြီးတော့သိရှိအောင်လုပ်ခြင်းဖြစ်ပါတယ်နောက်ဒုတိယချက်အနေနဲ့ကတော့ဗာလဲဆိုလို့ရှိရင် self regulation လို့ခေါ်တဲ့စိတ်ချုပ်တည်နိုင်ခြင်းဆိုရင်ကျမတို့စိတ်ဆိုးလာရင်ဘယ်လိုထိန်းချုပ်မလဲ စိတ်မထိန်ချုံနိုင်ဆုံးဖြတ်ချက်တွေမှတ်တတ်ပါတယ်။ဒါကြောင့်ထိန်ချုံနေလေး၃ချက်ကိုပြောပြပေးခြင်း ਨੇ အသက်ရှူလေးခြင်းကအဲ့တော့5 3 long rule ပေါ့နော်5 5 rule အဲ့တော့5 second ရှူသွင်းတယ်5 second အသက်အောင်နေပြီးတော့5 second ရှူထိုးလိုက်တဲ့အခါမှာဆိုရင်ကိုစိတ်ဆိုးနေရတော့ဒေါသထွက်နေရတာပြေသွားတတ်ပါတယ် အဲ့တော့ကိုကချက်ချင်းတုံ့ပြန်ခြင်းနဲ့စိတ်ကိုခဏစောင့်လိုက်တယ်အဲ့တော့ခဏလေးစောင့်နေပြီးတော့နောက်ထပ်မိနစ်အငဲနေကြာတော့မှပြန်ပြီးတော့ပြန်တုံ့ပြန်လိုက်တဲ့အရာမျိုးနောက်တစ်ခုအနေနဲ့က positive self talk ကိုကိုကိုငါဒီအခြေအနေကိုဖြေရှင်းနိုင်ရေဆိုပြီးတော့ကိုကိုကို self talk အဥမာအဖြစ်အလုံးမှာကိုကတခုခုကိစ္စတခုခုကို six soul ကျုပ်တည်းရဲ့ six soul သွားရဲ solution ခဏထွက်ပြီးတော့ ါပေါ့အပြင်တစ်ခုခဏထွက်ပြီးတော့အဲ့လိုမျိုးလေးခုခုတီတီကြည့်လိုက်တာအာမမဟုတ်အာရေတောက်လိုက်တာနောက်ပြီးတော့ပြန်စိတ်ငြိမ်တဲ့အခါမှာဆက်ပြီးတော့ပြောတဲ့အရာမျိုးပြောတာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ဗာလဲဆိုရင် empathy ဒီယူနာနဲ့စာနာနားလည်မှုအခြားသူတွေရဲ့ခံစားချက်ကိုဘယ်လိုနားလည်မလဲအော် empathy နဲ့ sympathy ပေါ့ sympathy ကြတော့ဝမ်းနေပါတယ် မကုခံစားချက်ကိုမထည့်ထားအောင် empathy ကြတော့အော်ဒီလိုခံစားရတာကိုကိုကိုယ်တိုင်လည်းနားလည်ပါတယ်ငါကိုယ်တိုင်လည်းနားလည်ပါတယ်ဆိုတော့အတူရှိမှုကိုပြောပြပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကအခြားသူတရားစကားပြောတဲ့အခါမှာအာရုံစိုက်ပြီးတော့နားထောင်ပါကိုကပြန်တုံ့ပြန်ဖို့အတွက်နားထောင်တာထဲဆိုင်လို့ရှိရင်သူပြောတဲ့အရာကိုကိုကတကယ်ကိုစိတ်ဝင်ပြီးနားထောင်ဖို့လိုအပ်ပါတယ် နောက်ပြီးတော့မေကိုမေပါဒါနဲ့ပတ်သက်ပြီးတော့ဘလို့ခံစားရသလဲအော်သူရဲ့ခံစားချက်ကိုအခြားသူရဲ့ခံစားချက်ကိုအတိအမှတ်ပြုပေးပါဥပမာဖြင့်ဟောဒါကအင်ထရက်တော်ကိုခက်ခဲမဲ့အရာပဲเนาะဆိုပြီးတော့နော်သူရဲ့ခံစားချက်ကိုအတိအမှတ်ပြုပေးပါအဲ့တော့ဥပမာပြောရမယ်ဆိုလို့ရှိရင်တငယ်ချင်းတွေဖြစ်ဖြစ်ကိုယ့်ရဲ့လူပေါ်ကန်တငယ်ချင်းပေါ့နော်အဓိကတော့တငယ်ချင်းပဲဖြစ်ဖြစ်ကိုချစ်ရတဲ့သူတွေဖြစ်ဖြစ်အဲတစုံတစ်ဦးကစိတ်ညစ်နေရဆိုလို့ရှိရင် သူ့ဘာမှအချက်မပေးခင်ဘာမှမပြောခင်မှာအရင်ဆုံးနားထောင်ပြီးပို့ရအတွက်ပဲဖြစ်ပါရဲ့လို့နောက်တစ်ခုကကြတော့ဗာလဲဆိုရင် social skills လူမှုဆက်ဆံရေးကျွမ်းကျင်မှုလူတွေနဲ့ဘယ်လိုမျိုးပြောဆိုဆက်ဆံလဲအဲ့တော့ဒီကြီးသောအချက်ကလေး၃ချက်ပထမတစ်ခုက small talk လို့ခေါ်ရဲအေးဒီနေ့ဘယ်လိုလဲနေကောင်းလားအမ်ဒီနေ့ အလုံးလုံးကအဆင်ပြေတာရိုးရှင်းတဲ့အစရိုးရှင်းတဲ့အရာလေးနဲ့အစာပြူပုံရံတွေ့တွေ့နောက်ပြီးတော့ပြုံးပြတာနော်အဲဒါကရင်းနှီးမှုဖြစ်စေတယ်နောက်ပြီးတော့အကယ်၍ conflict resolution လို့ခေါ်တယ် conflict resolution ကြတော့အဲလိုပြဿနာတွေဖြစ်လာရင်ဘယ်လိုအဆင်ပြေအောင်လုပ်မလဲဥပမာအားဖြင့်အလုံးတွေအလုံးမှာဆိုလို့ရှိရင်ဒီမှာအုံဆုံးစပြီးတော့အလုံးစတင်တဲ့သူနဲ့အစ်တင်နဲ့တွေ့ရတဲ့သူတွေနဲ့စကားစပြောတဲ့အခါမှာ ်သူတို့အကြောင်းလေးတွေကိုเนาะ light top လေးနဲ့အလပ်ပေါ့เนาะအဲ light top လေးနဲ့မေးပေးခြင်းကိုပြောတာဖြစ်ပါတယ်နောက်ကျ number နောက်ကျ number အချက်အနေနဲ့ number အချက်တစ်ခုအနေနဲ့ပေါ့เนาะ၅ချက်အနေနဲ့တော့ um motivation and resilience ပေါ့စိတ်တကြံခိုင်မှု so ကျွန်တော်တို့စိတ်တကြလို့ရှိရင်ဘယ်လိုပြန်ထမလဲအော်လုပ်ငန်းတွင်နေမှာပေါ့เนาะ intrinsic intrinsic motivation လို့ခေါ်ပါတယ်။ငါဘာလို့ဒီလုပ်ကိုလုပ်နေတာလဲဆိုရင်ကိုယ့်ရဲ့အလုံးရဲ့ရည်ရွယ်ချက်ကိုကိုပြန်တည်ရပါ။အဲတော့ resilience ကိုဘယ်လိုတည်ဆောက်နိုင်တယ်လဲဆိုရင် growth တမနာချက်ကတော့ growth mindset လို့ခေါ်ပါတယ်။ growth mindset ဆိုတာကကြာရှုံးမှုတိုင်းမှာသင်ခန်းစာယူဖို့ရန်အတွက်ဖြစ်ပါတယ်။ number 2ကတော့ self care self care ကဘယ်လိုပဲကြာရှုံးခဲ့ပါဘယ်လိုပဲဖြစ်နေပါစေအေးအေးဝါးဝါးအိပ်ပါ ဟာရပြွာအောင်စားသုံးတာလို့နံပါတ်3ချက်အနေနဲ့ကတော့ support system support system အဆိုကိုယ့်ရဲ့ chicken ရင်းနှီးရတဲ့သူတွေနဲ့အဲ့အချိန်ဒီမှာကိုကြာရှုံးနေတဲ့အချိန်ဒီမှာဖြတ်တန်းဖို့အတွက်ဖြစ်ပါတယ်အဲ့ဒါကစိတ်ခွန်အားကိုဖြစ်စေတာဖြစ်ပါတယ်ဥပမာအပြင်လုပ်ငန်းခွင်ထဲမှာ project တစ်ခုလုပ်တဲ့အရာမအောင်မြင်ခဲ့ဘူးဆိုရင်ပါရင်အဲ့မအောင်မြင်ခဲ့တဲ့အရာကနေငါကြရှုံးလိုက်ငါကြရှုံးသွားတာပဲငါအောင်မြင်တာကိုအာရုံမစိုက်ရပဲနေငါအဲ့ဒီအရာကနေပြီးတော့ ဘေးအရာတွေကိုတင်ယူနိုင်ခဲ့လေဆိုတာကိုအာယုံစိုက်ဖို့ရန်အတွက်ပဲဖြစ်ပါတယ်။အဲ့တော့ဏီကုန်းအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ပေါ့နော်။ကျမတို့ဘဝမှာ EQ emotional intelligence emotional quotient ရမရသူတွေကပိုပျော်ရွှင်တာပိုအောင်မြင်တာလူမှုဆက်ဆံရေးမှာပိုကောင်းနေစွာကိုတွေ့ရှိရပါတယ်။ဒါကြောင့်ခုနကကျမပြောသွားတဲ့ self awareness self regulation empathy social skills and motivation အဲ့တခုစီတွေကိုကိုကိုတိုင်းလည်းလေ့လာကြည့်ပါကျွန်မခုပြောသွားတဲ့ဗီဒီယိုကဗီဒီယိုလေးတွေကအကြောင်းအရာတွေကိုမြတ်သက်တယ်ဆိုလို့ရှင်တော့ like and share လုပ်ပေးပါ comment မှာလည်း emotional intelligence တွေပတ်သက်ပြီးတော့ကိုကိုတိုင်းတွေးကြရတဲ့အတွေ့အကြုံလေးတွေကိုလည်း comment ရေးပြီးတော့မျှဝေပေးနိုင်ပါတယ်လို့နောက်ပြီးတော့သင်ကိုယ်တိုင်ပြန်စဉ်းစားစေချင်တဲ့အချက်နှစ်ချက်တင်းစိတ်ဆိုးလာရင်ဒီဘယ်လိုတုံ့ပြန်တလဲနောက်ဒုတိယတစ်ချက်ကတော့သင်က emotional intelligence EQ မြင်နေတူတာလို့ကျွန်မနေချင်ပါတယ်လို့ဒါကြောင့်ကိုကြည့်ဗီဒီယိုကိုကြည့်ရှုတူတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ် and god bless your day and have a lovely day and goodbye